ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတက်ဒေးဟာအပြည်ပြည်ဆိုင်ရာရာဇဝတ်ခေါ်ရုံး ICC ရဲ့အချုပ်အနှောင်အောက်ရောက်ရှိနေပြီလို့ ICC ကအတည်ပြုခဲ့ပါတယ်။ဒူတက်ဒေးရဲ့အာဏာလက်ရှိကာလအတွင်းမူရမှောက်ကိုဂိုင်းတွေနဲ့မူရစေဝါသုံးဆွဲသူတွေကိုနှိမ်နှင်းတဲ့စစ်စင်ရေးတွေမှာအလွန်အကျွံရက်ဆက်တဲ့နေလန်းတွေကိုအသုံးပြုခဲ့တဲ့အတွက်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်ကြောင်း ICC ကဖော်ဝရန်ထုတ်ပြီးတဲ့နောက်မတ်လ17ရက်နေ့မှာတော့ သူ့ကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုကိုစားဖိလစ်ပိုင်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲဒူတက်ဒေးကိုဖိလစ်ပိုင်ကနေလေကြောင်းနဲ့ပို့ဆောင်ခဲ့ပြီးမတ်လ12ရက်နေ့မှာတော့ ICC အခြေစိုက်ရာနယ်သာလန်နိုင်ငံဟိတ်မြို့ကိုရောက်ရှိပြီးထိမ့်သိမ်းချုပ်နှောင်ခံထားရတာဖြစ်ပါတယ်။ဒူတက်ဒေးသမ္မတအဖြစ်တာဝန်ယူနေချိန်တုန်းကဖိလစ်ပိုင်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့သူ့ကိုအားပေးထောက်ခံတဲ့စေတနာဝန်ထမ်းနမိခန့်အင်အားစုတွေကပါမူးယစ်နှိမ်နေရေးမစ်ရှင်တွေမှာပါဝင်ခဲ့ပါတယ်။ အဲ့ဒီတုန်းကဒူတက်ဒေးရဲ့အမိန့်အောက်မှာလုံခြုံရေးအရာရှိတွေနဲ့သူ့ရဲ့တစ္ဆာတော်ခံတွေလက်ချက်ကြောင်းမျက်နှာမွေးစေရတာမူးယစေဆွဲသူအများစုအပါအဝင်လူပေါင်း12000ကနေ3000ကျားလောက်တိတ်ဆုံးခဲ့ရကြောင်း ICC အစိုးရရှေ့နေတွေကစွပ်စွဲထားပါဗယ်ဟိတ်မြို့မှာလေရင်မစင်းသက်ခင်အတော်တွင်ဒူတက်ဒေးကဗီဒီယိုတစ်ခုကိုသူ့ရဲ့အနီးကအကြံပေးတဦးရဲ့ Facebook ပေါ်တင်စီခဲ့ရမှာသူဟာသမရဖြစ်နေချိန်အတော်အတွင်းနိုင်ငံရဲ့စစ်တပ်နဲ့တရားဥပဒေစိုးမိုးရေးအင်အားစုတွေကိုဥဆောင်ခဲ့သူဖြစ်ကြောင်း သူ့အနေနဲ့အားလုံးကိုအကာအကွယ်ပေးပြီးဖြစ်လာသမျှအတွက်တာဝန်ခံသွားမယ်ဆိုတာပြောပြခြင်းကြောင့်အသိပေးထားခဲ့ပါတယ်။အသက်80ပြည့်တော်မဲ့ဒူတက်ဒေးဟာ ICC ရဲ့တမိုင်းတလျှောက်မှာပထမဆုံးစွဲချက်တင်ကန်ရမယ့်အာရှနိုင်ငံတစ်ခုရဲ့ခေါင်းဆောင် ဖြစ်လာပွဲ ရှိနေပါတယ်။ဒူတာဒေးရဲ့အမှုအတွက်ကြားနာဆက်ဆေးမဲ့ကိစ္စတွေကိုလာမယ့်ရက်ပိုင်းအတွင်းအစပြုပွဲရှိနေပါတယ်။ ဂျူတက်ဒေးဟာ2016ကနေ2022ခုနှစ်အထိဖိလစ်ပိုင်သမ္မတတာဝန်ကိုရယူခဲ့ပြီးအဲ့ဒီကာလအတွင်းကြမ်းတမ်းရဲဆက်တဲ့မူရစေဝါတိုက်ဖျက်ရေးလုပ်ငန်းတွေဟာသူ့အစိုးရရဲ့လူသိအများဆုံးသင်္ကေတတစ်ခုဖြစ်ခဲ့ပါတယ်။ဂျူတက်ဒေးကတော့အဲ့ဒီလိုပြက်ပြက်သားသားနှိမ်နင်းခဲ့တာတွေကြောင့်ဖိလစ်ပိုင်ဟာငြိမ်းချမ်းမှုကိုရရှိခဲ့တယ်လို့ကောက်ွယ်ပြောကြားထားပါတယ်။ ICC ရဲ့ဖမ်းဆီးမှုကိုထောက်ခံပြီးဂျူတက်ဒေးကိုစန့်ကျင်တဲ့အယောက်20လောက်ဟာ မတ်လ12ရက်နေ့က ICC ရုံးချုပ်ရှိမှာစုဝေးဆန္ဒပြခဲ့ကြပြီးသူတို့တွေကိုင်ဆောင်ထားတဲ့စာတမ်းတစ်ခုမှာတော့ဒူတာဒေးကိုစစ်ရာဇဝတ်ကောင်းလို့စွပ်စွဲထားပါတယ်။တစ်ဖက်မှာလည်းဒူတာဒေးကိုထောက်ခံသူတွေကဖိလစ်ပိုင်သမ္မတဟောင်းကိုထိမ့်သိမ်းထားမဲ့ဟိတ်မျိုးစင်ဂျေဖုံးကအကျဉ်းထောင်သားမှာစုဝေးပြီးသူတို့ရဲ့အားပေးရည်တည်မှုကိုပြသခဲ့ကြပါတယ်။ဖိလစ်ပိုင်မှာလည်းဒူတာဒေးအဖမ်းခံရတဲ့ဖြစ်စဉ်ကနက်နက်ရှာရှိုင်သဘောထားကွဲလွဲမှုတွေကိုဥတီစေပြီးသူ့ကိုထောက်ခံသူတွေအတွက်တုံ့လှုပ်စရာဖြစ်နေပေမဲ့ မူရစေဝါတပ်ဖြတ်ရေးမစ်ရှင်တွေအတွင်ရရက်ဆက်ဆက်တပ်ဖြတ်ခံခဲ့ရသူတွေရဲ့မိသားစုတွေကတော့ကောင်းချီးပေးနေကြပါတယ်။နိုင်ငံတကာဥပဒေပညာရှင်တွေကတော့ဒူတာဒေးကိုလက်ရဖမ်းနိုင်ခဲ့တာဟာ ICC အတွက်တော့ကြီးမားတဲ့အောင်မြင်မှုအခိုက်အတန့်တစ်ခုလို့သုံးသပ်ကြပါတယ်။ ICC ဟာ American အစိုးရရဲ့အရေးယူပိတ်ဆို့မှုတွေကိုကြုံနေရတယ်လို့တန်တရားတရားခဏ်တွေကိုဖမ်းဆီးဖို့ကိုပိုင်ရဲတပ်ဖွဲ့လည်းပိုင်ဆိုင်မထားပါဘူး။ ICC ဟာ Israel ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့လိုလက်ရှိအာဏာရနိုင်ငံကောင်ဆောင်တွေကိုလည်းဖက်ဝရံထုတ်ထားပေမဲ့လက်တွေ့ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ICC အစိုးရရှိနေချုပ်ဟာအာဖဂန်နစ္စတန်နဲ့မြန်မာနိုင်ငံကထိပ်ပိုင်းအရာရှိတချို့အတွက်ဖက်ဝရံထုတ်ခွင့်ရဖို့လဲ ICC ကိုလျှောက်ထားတောင်းဆိုထားပါရဲ့ရှင်။